မင်္ဂလာပါသားတို့သမီးတို့ရေဒီချိန်ကတော့တတမရသမိုင်းဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချိန်ဖြစ်ပါတယ်ဒီနေ့ဒီချိန်ပြပြပေးမယ်အကြောင်းအရာလေးကတော့မြမသမိုင်းအခန်းတေပရိသရိခေမြန်မာနိုင်ငံသင်္ကန်းစတေပကန်းခေနောက်ပိုင်းပရိသရိမင်းနိုင်ငံများပေါ်ပေါက်လာခြင်းရဲ့ပင်းရစကိုင်းသင်္ကန်းစာလေးအကြောင်းပဲဖြစ်ပါတယ် က်နဲ့စကိုင်းအကြောင်းကိုဒီချိန်မသိငယ်မှာဆရာမတို့မြန်မာနိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့မင်းနိုင်ငံခေတ်တွေကတော့ပူပင်အေးတောင်ညောင်ကုန်းမောင်တို့ဖြစ်ပါတယ်ပူကတော့ပကန်ခေတ်ပင်ကတော့ပင်ရခေတ်အေးကတော့အေးဝခေတ်တောင်ကတော့တောင်ကူခေတ်ညောင်ကတော့ညောင်ရန်ခေတ်ဖြစ်ပြီးတော့ကုန်းမောင်ကတော့ကုန်းမောင်ခေတ်ဖြစ်ပါတယ်ပကန်ဧကရိတ်နိုင်ငံရဲ့မင်းဆက်တွေကိုတော့ကြောက်စာပါထောက်ထားရ 14ပါရှိတယ်ဆိုတာတအားတို့သမီးတို့လေ့လာသိရှိပြီးဖြစ်ပါတယ်အခုစာသင်ချိန်မှာတော့ဗကခိနောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ရေသရစ်မင်းနိုင်ငံကလေးအထဲမှာပေးရတဲ့ဇကိုင်းမင်းနိုင်ငံတွေပေါ်ပေါက်လာဖို့လေ့လာသိရမှာဖြစ်ပါတယ်ပေးရမျိုးကတော့မန္တတိုင်းဒေသကြီးတရဝူးမြို့နယ်မှာရှိပါတယ်အဲ့တော့ဒီပေးရနော်ဘလို့ပေါ်ပေါက်လာလဲဆိုလို့ရှိရင်ပေးရမင်းတီဟသူကနေ ပြီးတော့ဒီပေးရရဲ့နေပြည်တော်ကြီးကိုတိဆောက်ဖို့အတွက်မြေနေရာကိုသူရှာပါတယ် ရှာတဲ့အခါမှာအဲ့မြင်းကြီးအောင်တူးဖော်တဲ့အခါမှာသူဘာကိုသွားတွေ့လဲဆိုလို့ရှိရင်ဆရာမတို့မြေကြီးထဲမှာရွှေပန်းခိုင်ကိုသွားတွေ့တယ်အဲ့ရွှေပန်းခိုင်ရတာကိုအကြောင်းပြုပြီးတော့ပန်းရအောင်ခေါ်ခဲ့ရမှနောက်ပိုင်းမှာပင်းရလို့အမီပြောင်းလဲခေါ်ခခြင်းဖြစ်ပါတယ်ကဲတတော်သမီးတို့ရေအဲ့တော့ဆရာမတို့ဒီပင်းရနဲ့ဇကိုင်းရဲ့เนาะဆရာမတို့ဒီပရိသတ်မိနေငါရဲ့အကြောင်းကိုလေ့လာကြည့်ကြရအောင်ပကန်းခင်မှာတော့ရယတိယပရိမင်းနိုင်ရမဆံမီကအသင်ခရာရာဇသကြံ့ တည်ရသူဆိုတဲ့ရှမ်းရှင်တော်သုံးဟာအရာကောင်းလာခဲ့တယ်။ဗကာဧကရိနိုင်ကအရာကြဆင်းပြီးနောက်မှာတော့ရှမ်းရှင်တော်သုံးတို့မှာတော့တည်ရသူလို့ခေါ်တဲ့တင်ကသူဟာပေးရကို1312ခုနှစ်မှာတည်ဆောင်ခဲ့တယ်။ဒါပေမဲ့တည်ရသူရဲ့ဩဇာအာဏာခိုင်မာမှုမရှိတဲ့အတွက်တားတော်သေခရာဆောင်းရွင်ဟာစကိုင်းမှာတိချမြုံနှမ်းတီးပြီးတော့စိုးစားနေ။အေယော်ရီမြေမြောက်ဖက်နဲ့နောက်ဖက်တလွားကိုအုပ်ချုပ်နိုင်ခဲ့တယ်။အဲ့လိုနဲ့ဆက်မတော့ပကံနဲ့အပြိုင် ပင်းရနဲ့စကိုင်းဆိုတဲ့ပြည်တော်ငယ်တွေပေါ်ပေါက်လာခဲ့တယ်။ဒီပင်းရနဲ့စကိုင်းဆိုတဲ့ပြည်တော်ငယ်လေးတွေပေါ်ပေါက်လာပြီပဲလေ။ဆရာမတို့ဗကန်ဧကရဲနိုင်ငံကြီးပျော်ကွက်ပြီးနောက်ပိုင်းမှာတော့မြန်မာနိုင်ငံမှာဗကန်ပြည်ကြီးရဲ့စီလုံးမှုမျိုးကိုဘယ်ပြည်တော်ကမှမရရှိတော့ပါဘူး။စကိုင်းနဲ့ပင်းရမင်းဆက်တီးဟာကြားရှိတီမျိုးရင်မရှိခဲ့ဘူး။ပင်းရမှာမင်းဆက်60ဆက်အုပ်စုပြီးတော့စကိုင်းမှာတော့မင်းဆက်90လမ်းဆန်ခဲ့တယ်။အဲ့ဒီအချိန်မှာ ပီးယားနဲ့စကိုင်းမင်းနှပါးရဲ့ပြိုင်ဆိုင်မှုဟာအထွတ်ထိပ်ကိုရောက်ရှိခဲ့တယ်။ပီးယားမင်းနဲ့တူကတော့စကိုင်းကိုတိုက်ခိုက်ဖို့ဆိုပြီးတော့မော်ရှန်အနေနဲ့အကူအညီကိုတောင်းခံခဲ့ပါတယ်။ဒါတို့သမီးတို့ရေဒီပုံလေးကတော့ပီးယားစကိုင်းအင်းဝါဟန်တာရီမြောင်းနဲ့မင်းနိုင်ငံများပြမြေပုံဖြစ်ပါတယ်။ဟောဒီပုံလေးကတော့ဆရာမတို့ပီးယားရဲ့မြို့ဟောင်းပုံလေးဖြစ်ပါတယ်။ကဲဒါတို့သမီးတို့ရေအဲ့တော့ပီးယားမင်းဆက်ဟာ60ဆက်ရှိပါတယ်။အဲ့60ဆက်ကတော့ တစ်ကတော့တစင်းရှင်ဒီရတူနှစ်ကတော့ဥဇနာသုံးကတော့ငါးစင်းရှင်ကျော်စွာလေးကတော့ကျော်စွာငယ်ငါးကတော့နရတူဖြစ်ပြီးတော့၆ကတော့ဥဇနာပြောင်းလဲဖြစ်ပါတယ်အဲ့တော့သဂိုင်းကိုဆရာမတို့ဇေယပူရလို့လည်းခေါ်တယ်ကွအဲ့တော့သဂိုင်းမင်းဆက်က80ရှိတယ်အဲ့တော့ဆရာမတို့ဒီ90ကိုလေ့လာကြည့်မယ်ဆိုရှင်1ကတော့အတိခရာစောယွန်2ကတော့တရဖြားကြီး3ကတော့ရွှေတောင်တမင်4ကတော့ ြစွာမင်းငါကတော့နော်ထာမင်းရဲ့6ကတော့တရဖျားငယ်နဲ့ခုနှစ်ကတော့မင်းပြောက်တို့ပဲဖြစ်ပါတယ်ဒီပုံလေးကတော့စကိုင်းမျိုးပြမြေပုံဖြစ်ပါတယ်အော်ဒီပုံလေးကတော့မင်းကုန်းခေါင်းလောင်းကြီးပုံဖြစ်တယ်ကဲသားတို့သမီးတို့ဆက်ပြီးတော့ဆရာမတို့ထပ်ပြီးတော့ကြည့်မယ်ဆိုရှင်ဒီပုံလေးကတော့ပထိုးတော်ကြီးဒီပုံလေးကတော့ရသိန်းသာဇေဒီနဲ့ဟောနောက်တဒီပုံလေးကတော့စုံပုံညာချင်းတို့ဖြစ်ပါတယ်ကဲသားတို့သမီးတို့ရေဒီချဲတို့ ဟာလာပင်းရတဲ့စကိုင်းရဲ့အကြောင်းကိုသင်ယူပြီးပြီဆိုတော့အဓိကချက်တွေကိုဆရာမတို့လေ့လာကြည့်ကြရအောင်အဲ့တော့ရှမ်းညင်တောင်သုံးဦးဆိုတော့ဗကန်ခင်နောက်ပိုင်းမှာဟာလာအင်အားကောင်းလာတယ်သူတို့ကဘယ်သူတွေလဲဆိုရှင်အသင်ခရာရာဇဒကြံတည့်ရသူတို့ဖြစ်ပါတယ်အဲ့တော့ပင်းရမျိုးကိုတီထောင်တဲ့မင်းဟာဘယ်သူလဲလို့မင်းတိဟတူဆိုတာတတော်တမျိုးသိရပါမယ်တိကဲသူကိုတင်ကဲသူလို့ခေါ်ပြီးတော့ပင်းရမျိုး1312ခုနဲ့မှတိဆောင်ခဲ့ပါတယ်အတိခရာဆောင်းရတော့စကိုင်းမှာ တိကျမှုနန်းတီးပြောစိုးစမ်းပါတယ်။ကဲသားတို့သမီးတို့ရေနောက်ဆုံးချက်ကလေးကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ပေးရမှာမင်းဆက်60အဲ့ဒီမှာသားတို့သမီးတို့ရေဒီချက်တစ်ချက်ပြောချင်တာကတော့သားတို့သမီးတို့ရဲ့စာအုပ်ထဲမှာတော့50လို့ရေးထားပေးမယ်။တကယ်တမ်းရှိတာကတော့ပေးရမှာမင်းဆက်60ရှိပါတယ်။စကိုင်းမှာတော့မင်းဆက်80နန်းဆန်ခဲ့ပါတယ်။ကဲသားတို့သမီးတို့ဒီနေ့ဒီချက်ပြပြပေးတဲ့အကြောင်းအရာလေးကတော့အခန်းတစ် ရေတရစ်ခေမြန်မာနိုင်ငံသင်္ကန်းစာတိပကန်းခေနောက်ပိုင်းရေတရစ်မင်းနိုင်ငံများပေါ်ပေါက်လာခြင်းမှာပါဝင်တဲ့ပင်းရစကိုင်းအကြောင်းပဲဖြစ်ပါတယ်။သားတို့သမီးတို့လည်းဒီသင်္ကန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့ဒီချေမျှော်လင့်ပါတယ်။နောက်သင်္ကန်းစာမှာပဲကျွန်တော်ပြန်တွေ့ကြမယ်နော်။ Bye bye ။